နိုင်ငံတော်စီမံအချက်အကောင်စီရုပ်ကထာတမတော်ကာကွယ်ရေးဦးစီးချုပ်ပူဇုံမူကြီးမြောင်းလိုင်ဟာမေလ24ရက်နေ့မိုးလဲပိုင်းကတာဝန်ရှိသူများလိုက်ပါ၍သတိကံဒေတာတိုင်းစစ်ဌာနချုပ်ရဲ့ COC စီရင်နေစစ်ထောက်ဆိုင်ရာဆောင်ရွက်ထားရှိမှုများအားစစ်ဆေးပါရယ် ရှေးဦးစွာသတိကံဒေတာတိုင်းစစ်ဌာနချုပ်တိုင်းမူပုံမူချုပ်စိုးလိုက်ကတိုင်းစစ်ဌာနချုပ်နေမြေအတွင် လုံခြုံရေးနေမြေစိုးမိုးရေးနှင့်တရားဥပဒေစိုးမိုးရေးဆောင်ရွက်နေမှုများနေဆက်ဖြတ်ကျော်မှုခင်တိုက်ဖြတ်ရေးတရားမဝင်လူကုန်ကူးမှုများမရှိစေရေးမူရည်စေဝါတာစီနေနေလုပ်ငန်းများအဆောင်ရွက်လျက်ရှိမှုဓာတ်ပိုင်ဆိုင်ပြုံမွေးမြူရေးလုပ်ငန်းများဆောင်ရွက်နိုင်မှုနှင့်အရာရှိစစ်သည်မိသားစုများအားပြင်ပပေါင်းစည်းထက်တတ်တာရေးဈေးနှုန်းနှင့်ရောင်းချပေးနိုင်မှုနှင့်အခြားလွယ်တာများကိုရှင်းလင်းတင်ပြပါသည် ရှင်းလင်းတည်ပြမှုများအပေါ်နိုင်ငံတော်စီမံအချက်အလက်ကောင်စီဥက္ကဋ္ဌတမတော်ကာကွယ်ဦးစီးချုပ်ကတမ်းများအလိုက်မိမိတို့တာဝန်ယူထားရတဲ့နေမြေအတွင်းစီစဉ်ရေးလုံခြုံရေးနေမြေစုမှုရေးလုပ်ငန်းများကိုအောင်မြင်အောင်လှုပ်ဆောင်နိုင်ရန်လိုကြောင်းဒေသရေးလုံခြုံရေးနိုင်ငံတော်လုံခြုံရေးနဲ့ပတ်သက်လာပါကအစီအမေဂရုပြုနေရန်နဲ့အလေးနက်ထားဆောင်ရွက်သွားရန်လိုကြောင်းတိုင်းစစ်ဌာနချုပ်ကိုကဲမှုအောင်မရှိတဲ့တရင်တပ်ဖွဲ့များအနေနဲ့တိုင်းစွမ်းရေးတိုင်းစွမ်းအားပြေဝနေရန်လိုအပ်မှာဖြစ်ကြောင်းတတချောင်းကြီးနဲ့ပတ်သက်၍တပ်ပိုင်းနဲ့ တပိုင်းတနိုင်ဆိုင်ပြုံမွေးမြူရေးလုပ်ငန်းများကိုအောင်မြင်အောင်ထေပေါ်ဆောင်ရွက်ပေးခြင်းနဲ့အရာရှိစစ်သည့်မိသားစုများရဲ့တတ်တာချောင်ချင်းမှုကိုဖော်ဆောင်ပေးနိုင်ရမှာဖြစ်ကြောင်းတမတော်အနေနဲ့စစ်သည့်တအူးချင်းရဲ့စာရေးနေရေးဝေရေးကျန်းမာရေးတို့ကိုအတိုင်းအတာတကူအတိဖြည့်ဆည်းဆောင်ရွက်ပေးထားပြီးဖြစ်တဲ့အတွက်၎င်းတို့ရဲ့လူနေမှုဘဝမြင့်တင်ရေးနဲ့စည်းကမ်းစနစ်တကျနေထိုင်သွားလာစားသောက်မှုဖြစ်စေရေးအတွက်အနီးကပ်ကွက်ကဲနေရတဲ့တမှုများကထိမ့်သိမ့်တတ်မှတ်ပေးရန်လိုအပ်မှာဖြစ်ကြောင်းစစ်သည့်တအူးချင်း င်အနေနဲ့တင် जा ပေးထားတဲ့စေအတက်ပညာများကို ပိုင်းတိုင်းစွာတက်မြောက်ရမည်တစဉ်ပေးထားတဲ့လက်နက်ကရိယာများကိုကျွမ်းကျင်စွာအသုံးပြုနိုင်ရမည်ရေဆွမ်းတက်တီရှိရမှာဖြစ်ကြောင်းအဲ့လိုဆောင်ရွက်သွားမယ်ဆိုပါကအေးချင်းရှိတဲ့တရင်တက်ဖွဲ့များဖြစ်လာမှာဖြစ်ကြောင်းလုံခြုံရေးနဲ့ကာကွယ်ရေးဆိုင်ရာကိစ္စရပ်များအပြင်ဒေသဖွံ့ဖြိုးရေးနေမြေခံလူလူရေးအကျိုးစီးပွားဖော်ဆောင်ရေးတို့ကိုလည်းတက်ဆိုင်ရာနေမြေအလိုက်ရှိနေမြေခံတရင်တက်ဖွဲ့များအနေနဲ့တက်ဆွမ်းတည်ဂျိုးပန်းဆောင်ရွက်ရမှာဖြစ်ကြောင်းနဲ့မှားကြားခဲ့ကြောင်းသိရပါတယ် gente.